အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာကိုထိန်ချုပ်လို့ရတဲ့အရာတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်လောကမှာကိုထိန်ချုပ်လို့ရတဲ့အရာတွေရှိသလိုကိုထိန်ချုပ်လို့မရတဲ့အရာတွေလည်းများစွာရှိပါတယ်အထူးသဖြင့်အောက်မှာဖော်ပြထားတဲ့အရာတွေကကိုကိုယ်တိုင်ထိန်ချုပ်လို့ရတဲ့အရာတွေပဲဖြစ်ပါတယ်နံပါတ်တကူပိုင်းတွင်းနဲ့စိတ်ထားဘဝမှာကိုယ့်ရဲ့အတွေးတွေကိုကိုကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်နိုင်ပါတယ်အပြည့်သဘောပဲတွေးတွေးအပြုတ်သဘောပဲတွေးတွေးကိုယ့်ပုံမှာပဲမူတည်ပါတယ် ဥပမာအခြေအနေတစ်ခုကိုဘယ်လိုတုံ့ပြန်မလဲဘာကိုအာရုံစိုက်ရမလဲဘာကိုလစ်လျူရှုရမလဲဆိုတာတွေကကိုကိုယ်တိုင်ထိန်းချုပ်လို့ရတဲ့အရာတွေပဲဖြစ်ပါတယ်။နံပါတ်1အလေးအကျင့်များကိုယ့်ရဲ့တနေ့တာမှာအချိန်လေးကျင့်ကံအစားအသောက်အလုပ်လုပ်ပုံစားတဲ့အလေးအကျင့်တွေကိုကိုယ်တိုင်ပဲပြောင်းလဲနိုင်ပါတယ်။ဘဝမှာဘယ်အရာကိုဦးစားပေးရမလဲအချိန်ကိုဘယ်လိုအသုံးချရမလဲဘယ်လောက်ကြိုးစားရမလဲဘယ်လိုလှုပ်ဆောင်ရမလဲဆိုတာတွေကကိုယ့်လက်ထဲမှာပဲရှိပါတယ်။နံပါတ်3ကိုယ်ပိုင်ဖွံ့ဖြိုးမှု ကိုယ့်ရဲ့ဘဝမှာဘာတွေကိုလေ့လာရမလဲဘလို့ကျွမ်းကျင်အောင်လုပ်ရမလဲဆိုတာတွေကကိုယ့်ရဲ့ရွေးချယ်မှုဆုံးဖြတ်မှုအပေါ်မှာပဲမူတည်ပါတယ်။အထူးသဖြင့်ကိုယ့်ရဲ့စွမ်းရည်ကိုမြင့်တင်ဖို့ဆိုရင် ကိုယ့်ရဲ့အားနည်းချက်တွေကိုဖြည့်ဆည်းဖို့လေ့ကျင့်ပါ။ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုလှုပ်ဆောင်ဖို့ဆိုရင်ဘာတွေကိုရောက်ချင်လဲဘယ်အရာတွေကိုဖြစ်ချင်လဲဆိုတာကိုကိုယ်ကိုယ်တိုင်သတ်မှတ်ပါ။နံပါတ်၄ဆက်ဆံရေးဘဝမှာဘယ်သူတွေနဲ့ပေါင်းသင့်မလဲဆိုတာက ကိုယ့်ရဲ့ရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်။ အထူးသဖြင့်ကိုယ့်ရဲ့မိသားစု ကိုယ့်ရဲ့တငယ်ချင်းကိုယ့်ရဲ့လုပ်ဖို့ကံဘက်တွေနဲ့ဘလို့ဆက်ဆံမလဲဆိုတာက ကိုကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ဥပမာချစ်ချင်းမေတ္တာမှာဆိုရင် ကိုကဘသူ့ကိုချစ်မလဲဘလို့ပုံစံမျိုးနဲ့ချစ်ရမလဲဆိုတာမျိုးပဲဖြစ်ပါတယ်။နံပါတ်5ငွေကြေးစီမံခန့်ခွဲမှုကိုယ့်ရဲ့တနေတာမှာဘလို့ဝင်ငွေရှာရမလဲဘလို့သုံးစွဲရမလဲဆိုတာကိုကိုကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ်။ဥပမာငွေစုခြင်းရင်းနှီးမြှုပ်နှံမှုလုပ်ခြင်း အနာဂတ်အတွက်စီမံကိန်းချခြင်းစတာမျိုးပဲဖြစ်ပါတယ်။ဘဝမှာကိုမထိန်ချုံနိုင်တဲ့အရာတွေအပေါ်မှာစိတ်ညစ်မနေပဲကိုထိန်ချုံနိုင်တဲ့အရာတွေကိုသာအာယုံစိုက်ပြီးအကောင်းဆုံးဖြစ်အောင် ကြိုးစားတင်ပါတယ်။ဒီအချက်တွေကိုလက်တွေ့အသုံးချပြီးကိုဘဝကိုပုံမကောင်းမွန်အောင်တည်ဆောက်နိုင်မယ်လို့မျှော်လင့်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။